ပြည်ပတိုက်ခိုက်မှုဆိုတာကတော့နေရာတိုင်းမှာရှိတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အောင်မြင်တဲ့သူတွေရဲ့သွားတဲ့လမ်းကြောင်းတိုင်းမှာကျွန်တော်တို့သူများနဲ့မတူတဲ့လမ်းကိုသွားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားပေးတဲ့သူရှိတယ်၊ကိုယ့်ကိုကြည်လို့မရတဲ့သူရှိတယ်၊ကြည်လို့ရတဲ့သူရှိတယ်။ဒီနေရာမှာကျွန်တော်တို့ကကြည်လို့မရတဲ့သူကတော့ကိုယ့်အမြင်ကက်စီမဲ့စာရည်ရေးမဲ့ comments တွေပေးမှာပဲ။ဒါပေမဲ့ကျွန်တော်တို့အားပေးတဲ့သူအကောင်းမြင်စိတ်နဲ့ကြည်တဲ့သူကကိုယ့်ကိုအားပေးမဲ့အကောင်းမြင်တဲ့ စာတွေရေးมาဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီနေရာမှာကိုယ့်ကိုအားမပေးတဲ့သူကြည်လို့မရတဲ့သူတွေကိုကလုံးဝစိတ်တွေထည့်ပြီးခံစားနေစရာမလိုဘဲနဲ့ကိုယ့်ကိုတကယ်အားပေးပြီးကိုယ့်ကိုအကောင်းမြင်စေနေတဲ့ကျွန်တော်တို့အားပေးနေတဲ့သူတွေကျွန်တော်ရှေ့ဆက်သွားရမှာဖြစ်ပါတယ်ဒီထဲကမှာကိုယ့်ရဲ့မိဘနှစ်ပါးပဲဖြစ်ပါတယ်ကိုယ့်ရဲ့မိဘတွေလည်းကျွန်တော်တို့ဟာပို့ပြီးတော့ကိုယ့်ကိုဒီနေ့ အာကဘာပေါ်မှာရှိတဲ့လူတွေထဲမှာမိဘတွေကတော့ကိုယ်အကောင်းမြင်စိတ်အပြည့်အဝရှိဆုံးလူဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့မိဘတွေအတွက်ကိုကပို့ပြီးတော့မှစ조사ရမှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီဆက်ဆက်မော်စီးပွားရေးကိုစလုပ်ကြတဲ့ကကျွန်တော်တို့ဒီအောင်မြင်မှမဟုတ်ပါဘူး။အရင်တည်းကလည်းဝင်လာတဲ့ကဝေဖန်တိုက်ခိုက်တဲ့သူတွေကတော့ရှိပြီးသားဖြစ်တယ်။ဒါကြောင့်မဲ့ကျွန်တော်ဟာစီးပွားရေးတစ်ခုလာတဲ့အခါမှာဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့စိတ်နဲ့ယုံကြည်စိတ်တစ်ခုနဲ့ရှေ့ဆက်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်ဆက်မော်စီးပွားရေးလို့တရက်မှစိတ်တက်ကြခဲ့ရမရှိဘူး။ဘာကြောင့်လဲဆိုတော့ဝေဖန်တဲ့သူတွေတနာတယ်။ဘာကြောင့်လဲသူတို့ရဲ့ဘဝမှာ ကိုရဲ့ဘဝကိုကိုပြန်ပြီးတော့မှကြည့်ခြင်းမရှိဘဲနဲ့သူများတွေရဲ့ဘဝတွေကိုကြည့်ပြီးတော့လိုက်ပြီးတော့မှဝေဖန်ရှုတ်ချနေတာဝေဖန်လိုက်ပြီးတော့တူတူကိုတူတူတန်ဖိုးမဲ့နေတယ်ဆိုတာကိုမသိတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကမှတနာမိပါလေဒါကြောင့်မလို့တန်ဖိုးရှိတဲ့လူတယောက်ဆိုရင်သူများတွေရဲ့ဘဝတွေကိုဝေဖန်ဆွတ်ဖြတ်တာမဟုတ်ဘဲနဲ့ကိုကိုကိုဘလို့တိုးတက်အောင်လုပ်မလဲကိုကိုကိုဘလို့ကောင်းမွန်အောင်ကြိုးစားမလဲဆိုတဲ့အရာတွေကိုစဉ်းစားဆုံးဖြတ်ပြီးတော့မှကျွန်တော်တို့ဟာဘဝကိုတိုးတက်မြင့်မားအောင်ကျွန်တော်ပြောင်းလဲယူရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီနေ့ လူတယောက်နေနဲ့ကျွန်တော်တို့တန်ဖိုးရှိချင်တယ်ဆိုရင်တော့ကိုကိုကိုကျွန်တော်ကောင်းအောင်နေမယ်ကိုကိုကိုဒီနေ့အမြဲတမ်းစူးစမ်းနေမယ်လူအများကိုလည်းကျွန်တော်ကောင်းမွန်တဲ့အခွင့်အလမ်းတွေနဲ့အတူကောင်းတဲ့အရာတွေတွားပြီးတော့ပေးဖို့အတွက်လိုအပ်တာဖြစ်ပါတယ် ကျွန်တော်ကတော့ success ပေါ်မှာစ조사လိပ်ပြလုံးတယ်။ဘာကြောက်လဲဆိုတော့မှန်မှန်ကန်တဲ့조사တယ်။မှန်မှန်ကန်တဲ့ပဲပြန်လဲလက်ရှိကန်တယ်။ company ပိုင်းရှင်တွေပြောပြတဲ့အတိုင်းတည်တည်ချာချာသင်ယူပြီးတော့အကောင်းဆုံးပြန်조사တာဖြစ်တဲ့အတွက်ကြောင့် success ပေါ်ရဲ့အောင်မြင်မှုကတော့စစ်မှန်တဲ့조사တဲ့တူတိုင်းတော့စစ်မှန်တဲ့အောင်မြင်မှုကတော့ရရှိတာဖြစ်ပါလေခင်ဗျ။အဲ့တော့ success ပေါ်စီးပွားရေးကိုရောက်လာတဲ့မိတ်ဆွေများအားလုံးကိုပြောချင်တာကကိုယ့်ကိုဘယ်သူမှတိုက်ခိုက်တဲ့သူတွေမရှိသေးဘူးဆိုကိုမအောင်မြင်သေးလို့ဖြစ်ပါလေ။ကိုယ့်ကိုဝေဖန်တိုက်ခိုက်နေတဲ့သူတွေရှိနေပြီဆိုတာကိုယ့်ရဲ့ပြောင်းလဲမှုတွေကိုသူတို့တတိထားမိပြီးတော့ကိုယ့်ကိုတိတာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတို့ကဝေ ပိုင်တိုက်ခိုက်တဲ့သူတွေရှိလာရင်ကျေးဇူးအတင်မှာဒါဟာကိုယ့်ရဲ့အောင်မြင်မှုစတင်ခြင်းပဲဖြစ်ပါတယ်အဲ့တော့နေ့ရက်တိုင်းနေ့ရက်တိုင်းမှာကိုယ့်ကိုယ်ကိုယုံကြည်မှုတစ်ခုနဲ့ငါအောင်မြင်ရမယ်ငါဖြစ်ရမယ်ငါလုပ်ရမယ်ဆိုတဲ့ယုံကြည်စိတ်ထားပြီးတော့စူးစမ်းဖို့ပဲကျွန်တော်ကအားပေးပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်း success မောမှာ တနှစ်အတွင်းထဲမှာဒိုင်းမွန်ဖြစ်လာခဲ့ရဲဆိုတာကလည်းယုံကြည်စိတ်တစ်ခုနဲ့ success mode ကိုစတင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူတိုင်းကတော့ success mode မှာကျွန်တော်တို့အချိန်တိုးတာအချိန်နောက်ရောက်တာမဆိုင်ပါဘူး။ကျွန်တော်တို့လူတိုင်းအနေနဲ့မြင်မြန်ဆန်ဆန်သွားရင်မြင်မြန်ဆန်ဆန်ရောက်နိုင်ပါတယ်။ကိုယ့်ရဲ့ယုံကြည်စိတ်နဲ့ကိုယ့်ရဲ့အားရင်ဖန်တန်တွေနဲ့နေ့စဉ်နဲ့မျှ success mode ကိုအပြန်အလှန်ကျွန်တော်တို့ရအောင်စ조사မယ်ဆိုရင်မိတ်ဆွေရဲ့ဘဝဟာလှပတဲ့နေရာကိုရောက်လာမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ success mode ရဲ့စီးပွားရေးမှာအမြဲတမ်းရှိနေမှာဖြစ်ပါတယ်။အားလုံးကိုလည်းကြိုဆိုတည်းရဖြစ်ပါတယ်။အားလုံး fighting လို့ပြောချင်